မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် KNU ဥက္ကဋ္ဌအပါဝင်အဖွဲ့ဝင်73ဦးချင်းပြည်ချင်းလန်အစိုးရအဖွဲ့ဝင်18ဦး AA နဲ့ PDF ခေတ္တမီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုနဲ့အမှုဖွင့်ထားပါတယ်ဆော့လော်မြို့နယ်လာရီစင်ဒေသကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုမှာစစ်သားတွေတေဆုံးမှုများပြားပြီးရုံလောင်းတွေကိုတင်ဆက်ရရှိတဲ့တဲ့ပါဝင် ရန်ကုန်ခေတ်တည်းမနက်ခေတ်တည်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ KNU ဥက္ကဋ္ဌဘရိုစောကွယ်ထူဝင်းအပါဝင် အဖွဲ့ဝင်73ဦး AA တက်ဖွဲ့ချင်းပြည်ချင်းလန်းအစိုးရအဖွဲ့ဝင်18ဦးနဲ့ခေတ်တည်းတည်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တောင်းမှုဥပဒေနဲ့အမှုဖွင့်ထားတယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ ် KNU ဩဂရဘရိုစောကွယ်ထိုးဝင်းဘိုးအလုံးမှုဆောင်တွေအပါဝင်73ကိုဩဂတ်လ12ရက်နေ့ကရွေးကောက်ပွဲပြပြစေဖို့ဟောပြောပြောဆိုတာတွေကြောင့်လှိုင်းပွဲမြို့မှာရဲစခန်းမှာအမှုဖွင့်ထားရလို့လည်းသိရပါတယ်စစ်တပ်ကအမှုဖွင့်ထားသူတွေထဲမှာ KNU ဩဂရဘရိုစောကွယ်ထိုးဝင်းဘဒိုစောဆဲကေဘဒိုတာဒိုမှုဘရိုစောတော်တီပွဲဘရိုစောလာတော်ဘိုးချုပ်ကြီးစောကြော်နီ စောတာမလာတော့ဘရိုစောလော်အေမူဘရိုစောအေကလူစေဘရိုနော်ဒါဒါနဲ့ဘရိုစောတော်နီစောစာပလဲဒီဝမ်တို့ကအပါဝင် စုစုပေါင်း73ဦးဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ဩဂတ်စာ28ရက်နေ့ကလည်း AR တိုင်းလင်းမြနာမြို့နယ်ရင်းစေကျေးရွာဖုံကြီးကျောင်းမှာမဲပေးဆက်အသိပညာပေးတာနဲ့လက်တွေ့စမ်းသပ်မဲပေးတာတွေကိုစောင်းနေစဉ်တွင် drone နဲ့ဘုံကျဲချမှုတွေ AA နဲ့ PDF တပ်ဖွဲ့ဝင်တွေကိုစတင်ပါလာ၄ရက်နေမှာလင်းမနာမြို့နယ်အန်တပြုနယ်မြေရဲစခန်းမှာအမှုဖွင့်ထားရလို့လည်းသိရပါဗါဒအလားတူဩဂတ်စ31ရက်နေ့ကချင်းပြည်နယ်ထန်တလန်မြို့မှာရွေးကောက်ပွဲပြပြားစီဖို့ဟောပြောမှုနဲ့ချင်းပြည်နယ်ချင်းလန်အစိုးရဘက်ကဥပါထံဒေါက်တာရွှေခါဥထောင်ဇလန်ဥရိုပင်ဥဆိုင်အောင်ဆလိုင်းခရော့စီထံဒေါက်တာရှရွန်ပါဥဆလိုင်းမနာကီဆလိုင်းဂျိုးဆက်လာရန်လော်မှာ ဒေါ်နီဆွီလန်ဥမန်အုတ်ခန်ဥထန်ကန်လန်ဥမာဦးဥဟာမိုရုံးလန်ဥဇလိုင်းစထောင်းဒေါက်တာနှင်းနဲ့ဥစဉ်ကျုံးအပါဝင်စုစုပေါင်း18ဦးကိုစတင်ပါလာ14ရက်နေ့ကဟာခါမြို့မှာရက်စကန်မှာအမှုဖွင့်လှစ်ထားတယ်လို့လည်းသိရပါဗါဒါအပြင်စတင်ပါလာ၄ရက်နေ့က ရေးကောက်ပွဲပြပြစေဖို့လှုံ့ဆော်ရေးသားတယ်လို့ဆိုပြီးခေတ်သစ်သတင်းမီဒီယာကိုလည်းနေပြည်တော်ဇမုတိရိမြို့နယ်အမှတ်၁မြို့မှရဲစခန်းမှာအမှုဖွင့်လှစ်ထားတယ်လို့လည်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်စစ်တပ်ကအမှုဖွင့်လှစ်ရာမှာ၂၀25ခုနှစ်ရေးကောက်ပွဲနှောက်ရှက်ဟန်တားခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်၂၃ကကြီးနဲ့အမှုဖွင့်ထားတာဖြစ်ပြီးဒီပုံမှဟာထောင်တန်းအနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်ထိချမှတ်နိုင်တဲ့ပုံမှလည်းဖြစ်ပါရဲ့ရှင်။ စကိုင်းတရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်စကိုင်းတိုင်းစကိုင်းမြို့နယ်စားတောင်ရွာမှာအထိုင်ချထားတဲ့စစ်တပ်ဂိတ်ကခီးသွွားပြည်သူတွေရဲ့ကားစက်တည်းထဲမနေကိုလက်လက်ကြီးလက်လက်ငယ်တွေပြစ်ဖောက်ကဓညတိုက်လူရဲခဲ့တယ်လို့ဓညတိုက်ခံခဲ့ရတဲ့ခီးသွွားပြည်သူတွေကရန်ကုန်ခေတ်တမီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကစကိုင်းမြို့နယ်မန္တလေးရွှေဘိုလက်မဘော်က စားတောင်ကျွေးရမှာအထိုင်ချထားတဲ့တက်မ33လောက်ခန့်တရင်ကစစ်သားတွေနဲ့ပြူစောတိတွေကခီးတဲ့တင်ကအင်စီကားတွေအပါဝင်ကားစတဲ့ကြီးတဲ့မနှဲကိုရက်တိုင်ခံပြီးမှပုံတင်စစ်စေးမယ်လို့ဆိုပြီးကားပေါ်ကပြည်သူတွေအားလုံးကိုမှပုံတင်တခုတည်းသာကန်ခိုင်းပြီးအောက်ကိုဆင်းခိုင်းခဲ့တာလည်းဖြစ်ပါတယ်ပြည်သူတွေအားလုံးကားပေါ်ကနေဆင်းပြီးရဲ့နောက်မှာ ရေမောင်းအပါဝင် ခီးတဲ့တွေအားလုံးကိုမြေပေါ်မှာဝလျားမောက်ခိုင်းပြီးတနက်နဲ့ချိန်ထားကမော့ကြည့်ရင်ပြစ်တတ်မယ်လို့ချင်းချောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲနောက်လက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့ရန်တန်ပြစ်ပေါက်ကကောင်းမှာပါလာတဲ့ပစ္စည်းတွေကိုလူရဲသွားခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဓမြတိုက်မှုကြောင့်စုစုပေါင်းငွေကျပ်3000ခန့်လူရဲခံလိုက်ရပြီး ဖုန်း၁၀လုံးထက်မနည်းကိုလည်းစစ်တပ်ကသိမ်းဆဲသွားတယ်လို့ခီးသွွားပြည်သူတွေကပြောပါရယ်။ဒါအပြင်ခီးသွွားမော်တော်ယာဉ်တွေရဲ့ကားပိုင်ရှင်မှတ်တမ်းစာကိုအုံနာဖို့ရင်မောင်းလိုင်စင်တို့ကိုလည်းတပ်မ33လောက်ခန့်တရင်ကစစ်သားတွေကယူဆောင်သွားတယ်လို့လည်း ခီးသွားပြည်သူတို့ကပြန်လည်ပြပြပါရယ်။စကိုင်းမြို့မှာအခြေစိုက်ထားတဲ့တပ်မ33လက်အောက်ခံတပ်တွေဟာအလွန်ရန်ကားနေတာဖြစ်ပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာ စစ်စေးကိတ်တွေမှာဓညတိုက်လူရက်တာပြည်သူတွေကိုအကြောင်းမရှိအကြောင်းမရှာရဲနေတာအပါအဝင်တရားဥပဒေမဲ့လုပ်ရက်တွေကိုလှုပ်ဆောင်နေတယ်လို့လည်းတပ်သတင်းမြစ်တစ်ခုက ရှင်းပြပါရယ်ရှင်။ ကချင်ပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ဆော့လော်မြို့နယ်လာရီစင်ဒေသကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်ကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်ကသေဆုံးမှုများပြပြီးရုပ်အလောင်းတွေကိုတင်ဆက်ရရှိခဲ့လို့ KIA ရှေ့တန်းသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်စက်တင်ဘာလ16ရက်နေ့နဲ့20ရက်နေ့တို့မှာလာရီစင်ဒေသကိုစစ်ကြောင်းထုတ်လာတဲ့ပြည်သူစစ်တွေနဲ့ အကြမ်းဖက်စစ်တပ်ပူးပေါင်းထားတဲ့စစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်က သေဆုံးသူများပြားကပြည်သူစစ်နဲ့စစ်သားမသားအလောင်းတွေကို KIA ပူပေါင်းတပ်တွေကနေမြေရှင်းလင်းရေးပြုလုပ်စဉ်မှာတင်းဆက်ရရှိခဲ့လို့လည်းသိရပါဗါးအလားတူစက်တင်ဘာလ21ရက်နေ့ကလည်းလန်ဆန်နဲ့လာရေးစင်ဒေတာကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကလူလိုင်းနဲ့ထိုးစစ်ဆင်တိုက်ခတ်ခဲ့တာကြောင့် KIA ပူပေါင်းတပ်တွေထိန်းချုပ်ထားတဲ့စခန်းကုန်းတစ်ခုကိုယာယီစုခွာပေးလိုက်ရပေမဲ့စက်တင်ဘာလ23ရက်နေ့မှာတော့ အဲ့ဒီစခန်းကိုပြန်လဲတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီတိုက်ပွဲမှာလည်းစစ်တပ်ဘက်က အထိနာသွားတာကြောင့် လေချောင်းတက်ခတ်မှုတွေကိုလွတ်ဆောင်ခဲ့တဲ့အတွက်လန်ဆယ်ကျေးရွာကကလေးငယ်တူအမျိုးသားတူ အမျိုးသမီးတူစုစုပေါင်း၃ဟာတည်ဆုံးခဲ့ရတာနှစ်ဦးဟာဒဏ်ရာရှိခဲ့ပါတယ်။ကချင်ပြည်နယ်ဆော့လော်မြို့နယ်ခေါလန်ဘူးမြို့နယ်အဆက်ကစစ်တပ်လောက်ကလာရေးစင်ပြည်သူစစ်ကန်နဲ့ခရန်ဒီတန်ပြည်သူစစ်ကန်တို့ကိုလည်းကချင်လွတ်မြောက်ရေးတပ် KIA PDF ဗူတာဝန်နဲ့ ခါကာဘိုပြည်သူ့ကာကွယ်တပ်ဖွဲ့ KPF ပူပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်အတွင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ပဲခူးသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းပြည်မြို့ဗိုလ်ချုပ်လက်မပေါ်ကအထက်ကလေးကျောင်းကြီးကမိသက်တပ်ဖွဲ့စခန်းမှာအသက်12နှစ်အရွယ်ရှိတဲ့ကလေးငယ်တအူးကိုဖုန်းခိုးတယ်လို့ဆိုဆဲပြီး စစ်တပ်လက်အောက်ခံယာအိမ်မှုနဲ့မိသက်တပ်ဖွဲ့ဝင်တွေကရိုက်တက်ခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့နေ့လယ်7:00နာရီလောက်ကပြည်မြို့ဘိုးကျုပ်လက်မပေါ်ကအထက်ကလေးကျောင်းနဲ့ရွာဘဲနေပြည်အုပ်ချုပ်ရေးမှုရုံးကြားမှာရှိတဲ့တပ်စု16အရန်မိသက်တပ်ဖွဲ့စခန်းမှာအသက်12နှစ်အရွယ်ခန့်ရှိတဲ့ကလေးငယ်တအူးကိုဖုန်းခိုးတယ်လို့စွပ်စွဲဖမ်းဆီးပြီး စစ်တပ်လက်အောက်ခံယာအိမ်မှုနိုင်ကြီးနဲ့မိသက်တပ်ဖွဲ့ဝင်တွေကရိုက်နှက်ခရာကနေခလေးငယ်ဟာမင်မျောသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အိမ်နောက်ညပိုင်းကျမှပြည်မြို့စေယုံကိုပို့ဆောင်ခဲ့ပြီးမဲ့လေအချိန်ပြီးစေကုသခွင့်မရရှိတာကြောင့်ခလေးငယ်မှာစတေမာလ21ရက်နေ့မနေ့အစောပိုင်းမှာတည်ဆုံသွားရတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီခလေးငယ်ရဲ့အလောင်းကိုတရေပင်တင်းချမ်းဟောင်းအနီးကိုကားနဲ့တည်ဆောင်သွားပြီး ဖျောက်ဖျက်ဖို့စ조사ခဲ့လို့လေဒေတာနေပြည်သူတို့ကရန်ကုန်ခေတ်တင်မီဒီယာကိုပြောပါရယ်ရိုင်အိမ်မူးနဲ့မိသက်တက်ဖွဲ့ဝင်တွေရိုက်နဲ့တက်ဖြတ်ခဲ့တဲ့ကလေးငယ်ဟာပြည်မျိုးတရေပင်ရက်ွက်မှာနေထိုင်သူဖြစ်ပြီးမိခင်ဖခင်တို့မရှိပဲအမဖြစ်သူနဲ့သာနေထိုင်သူဖြစ်ပြီးဖုန်းခိုးတယ်လို့ဆွဆဲတက်ဖြတ်ခဲ့ပြီးမဲ့လေကလေးငယ်ဟာခိုးဥတက်တဲ့အလေးအကျင့်မရှိဘူးလို့လည်းသိရှိရပါတယ်ကလေးငယ်တည်ဆုံးမှုနဲ့ပတ်သက်က မိသက်တက်စုမှုရာယမှုနိုင်ခြင်းအပါအဝင်မိသက်တက်ဖွဲ့ဝင်၁၂ရောက်ကို ပြည်မြို့အမှတ်နှစ်ရဲစခန်းမှာဖမ်းဆီးထားရလို့လည်းသိရပါတယ်ရှင်။ရှမ်းပြည်နယ်တရင်တပုတ်ကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ပင်တီးရွာဖုန်ကြီးကျောင်းကိုအကြက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲဖျက်ဆီးခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။စတင်ပါလ24ရက်နေ့မွန်းလွယ်တနင်္ဂနွေဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်တပ်ဟာပင်တီးရွာ ဖုံးရင်ကြောင်းကိုလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ဘုံကျဲတက်ခတ်မှုတွင် ပြည်သူတွေထိခိုက်မှုမရှိခဲ့ပေမဲ့လည်းဘုံရင်ကျောင်းဆောင်တွေပျက်စီးခဲ့ရလို့လည်းသိရပါဗါတယ်။အလားတူကြောင်မဲမြို့နယ်နောင်ပင်ရွာကိုအကြက်ဖက်စစ်တပ်ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာနောင်ပင်ဈေးတွင်းကဈေးဆိုင်တွေကိုဖောက်ထွင်းကာပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတယ်လို့လည်းဒေသပြည်သူတို့ကပြပြပါဗါတယ်။ဒါအပြင်စစ်သားတွေဟာနောင်ပင်ရွာအတွင်းကဗလီနဲ့ပြည်သူပိုင်နေအိမ်တွေကိုလည်းဝင်ရောက်တက်ဆွဲတာ ဖြက်စည်းတာတွေကိုလည်းဇက်တိုက်လှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်။လက်ရှိချိန်မှာတော့ကြောင်မဲမြို့နယ်မှာအကြက်ဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားမှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးနားအိုက်ခန့်ရွာအနားတစ်ဝိုက်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရလို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်ဟာပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုပိတ်မထားပြီး လင်းရင်လက်လက်ကြွေနဲ့ဘုံကျဲပြစ်ခတ်တက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေရလို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့စစ်တပ်ဟာကြောင်မဲမြို့ကိုသိမ်းပိုက်နိုင်ရတဲ့စစ်ကြောင်းတွေစစ်အင်အားတွေကိုဖြစ်တင်းကမယမနာထိုးစစ်ဆင်နေသလိုစစ်တပ်စစ်ကြောင်းတွေမှာလည်းစစ်မှုထမ်းတပ်သားတစ်တွေကိုအဓိကအသုံးပြုနေရလို့လည်းတပ်သတင်းမြစ်တစ်ခုက ပြောဆိုထားပါတယ်ရှင်။ ီတစ်ခါမှာတော့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြရီမြို့နယ်လေကေးကော်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေခြင်းထိုင်းနိုင်ငံတဲကိုမြန်မာနိုင်ငံဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးစံဟာကြာရောက်ပောက်ကွဲသွားခဲ့တာကြောင့်ထိုင်းကကွန့်ကွက်သတိပေးထားတယ်လို့လည်းထိုင်းသတင်းဌာနတွေကသတင်းဖော်ပြထားပါတယ်။စက်တင်ဘာလ24ရက်နေ့ကမြန်မာဘက်ကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းမြေပေါ်ကိုကြာရောက်ပောက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။အဲလိုကြီးကြာရောက်ပောက်ကွဲရမှာ လူထိခိုက်မှုမရှိပေမဲ့လည်းထိုင်းစစ်တပ်နဲ့အာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေကိုလှုပ်ဆောင်နေပြီးလောလောဆယ်မှာတော့အဲ့ဒီလက်နယ်ကြီးကိုဘယ်အဖွဲ့ကပြစ်ခတ်တယ်ဆိုတာကိုမသိရှိရသေးပေမဲ့လည်းထိုင်းဘက်ကမြန်မာဘက်ကိုကန့်ကွက်တတိပေးထားရလို့လည်းသိရှိရပါတယ်မြန်မာစစ်တပ်ကအာရှလက်မကြီးကို ထိန်းချုပ်ပြီးရတဲ့နောက်မှာမြရီမြို့မှာအခိုင်အမာတက်ဆွဲထားပြီးရတဲ့နောက်၄ကိကောအပါဝင်မြရီမြို့နယ်အတွင်းက KNL နဲ့ တော်လန်တက်တွေတိမ့်ပိုက်ထားတဲ့နေမြေတွေနဲ့စခန်းတွေကို အပြင်းထန်ထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်။အဲဒီထိုးစစ်အတွင်းစစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်တာ၊လေကြောင်းကနေဘုံကျဲတာတွေကိုတောက်လျှောက်လုဆောင်နေတာလည်းဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့ထိုင်းနိုင်ငံတောင်ပိုင်းဖုကက်မြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာတရားဝင်မြန်မာလူသမားနေရာခန့်ကို အလို့ရှင်ကလှုပ်အားကမရှင်းပေဘဲ တင်းရှုံသွားတဲ့အတွက်ကြောင့် NUG အစိုးရအလို့သမားဝန်ကြီးဌာနနဲ့ MHAC မဟာမိတ်အဖွဲ့တွေကပူးပေါင်းပြီးလုံအားခပြန်လဲရရှိဖို့ကူညီပေးနေတယ်လို့လည်း AAC ကိုရဲမင်းကရန်ကုန်ခေတ်စ်ကိုပြောပါရယ် MHAC မဟာမိတ်အဖွဲ့အနေနဲ့လို့သမားတွေအကူအညီတောင်းခံလာမှုကြောင့် NUG လို့သမားဝန်ကြီးဌာနကညွှန်ကြားရေးမှုဥနိုင်ထွန်းဦးနဲ့အတူ MHAC ရုံးအခြေဆိုင်ရာမဟာချိုင်ကနေထိုင်းတောင်ပိုင်း ဖူးခက်မြို့အထိတွားရောက်ကမြန်မာအလို့သမားတွေကိုကူညီပေးဖို့ကွင်းစင်တွားရောက်ညှိနှိုင်းနေရလို့လည်းသိရပါဗါးအလို့သမားတွေရရှိရမယ်လို့အားကစုစုပေါင်းမှာဗတ်တတန်းကျော်ဖြစ်ပေမဲ့လည်းအလို့ရှင်ဘက်ကအပြည့်အဝမပေးလို့တဲ့အတွက်ကြောင့် ညနိုင်နေစေဖြစ်တယ်လို့လည်း AAC ကိုရဲမင်းကလက်တော်အခြေအနေကိုရှင်းပြပါဗျ။ NUG အစိုးရအလို့သမားဝန်ကြီးဌာနနဲ့ MHAC မဟာမိတ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံအတွက်ကမြန်မာလူသမားတွေရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးရှေ့တန်းကနေဥဆောင်ဖြည့်ရှင်းပေးနေတာတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။